နဖရားတွေကလူသားတွေကိုဖျက်ဆီးဖို့အတွက်လုပ်ခဲ့ပေမဲ့အရာကိုစမ်းကျင်နေတဲ့သူရှိတာကြောင့်အခုဆိုရင်လူသားနဲ့နဖရားတွေကြားမှာတိုက်ပွဲတွေဖြစ်နေပါပြီ။ပိုဆိုင်တန်ဇူတော်တို့ကလူသားတွေကိုရှင်တက်ခိုက်ခဲ့ကြပေမဲ့လူသားတွေကတုံးပွဲမှာတဝဲအနိုင်ရရှိနေပါတဲ့။အခုဆိုရင်တော့ဘန်ဟီတဲ့တယောက်နောက်ပွဲမှာရှင်မိုင်တိုက်ခိုက်ရမယ့်သူကိုစဉ်းစားနေရင်နဖရားတွေကနှစ်ပွဲစတိုက်တော့အရှုံးကမှာမဟုတ်ဘူးဆိုတာသူမသိနေပါတဲ့။အဲဒီအချိန်မှာပဲဟာကူလတ်ပေါ်လာပြီး "तू ကနောက်ပွဲမှာရှင်မိုင်တိုက်ခိုက်ရမယ့်သူပဲ"လို့ပြောလာပါတဲ့။ဒေါ်နဲ့ဟာကူလတ်တို့ကအရင်ခင်ကြတဲ့သူတွေဖြစ်ကြပေမဲ့ဒီတစ်ခါမှာတော့နဖရားတွေဘက်ကလည်းဟာကူလတ်ကဝင်တိုက်ပေးမှာပါ။ဘန်ဟီတဲ့ကတော့ကံကောင်းပါစေလို့သာ ပြောလိုက်ပြီဟာကူလာနဲ့ရှင်မြန်ရောက်မဲ့သူကိုသူမသိသွားပါပြီတပန်းမှာတော့လိုကီတယောက်ဟာကူလာကိုဘာလို့ဝင်တိုက်ရတာလဲလို့မေးလာပါတယ်ဟာကူလာကတော့သူကနဗျားရီဘက်ကနေဝင်တိုက်တာမဟုတ်ပဲအမှန်တရားဘက်ကနေသာဝင်တိုက်ပေးတာလို့ပြောလာပြီထွက်သွားပါပြီအခုဆိုရင်တော့ပြိုင်ပွဲထဲမှာနှစ်ယောက်သာရောက်နေကြပါတယ်တရားမျှတမှုရဲစွမ်းတတိနဲ့ပြည့်စုံတဲ့သူကတမိုင်းမှာအစိုးဆုံးနဲ့ယုံမှုအကောင်းဆုံးသောလူသားဖြစ်တဲ့ဂျက်တရီဘာနဲ့တိုက်ရမှာပါဟာကူလာကတော့အရင်ပွဲဒီမှာတော့လူသားတွေဘက်ကတိုက်ခိုက်ခဲ့တဲ့လူတွေကနဗျားရီနဲ့ရှင်မြန်တိုက်ခိုက်ဖို့တန်ပေမဲ့အခုသူနဲ့ရှင်မြန်တိုက်ခိုက်ရမဲ့သူကတော့အစိုးရအောင်ဖြစ်နေတာကြောင့်ဘန်ဟီတဲကိုဒေါသတွေထွက်နေပါတယ် အားပေးနေရတဲ့ပြည်သက်တွေတော့ဘယ်သူကိုအားပေးရမလဲဆိုတော့ဝေခွာရခက်နေပါတယ်။ဂျက်တက်ရီပါဆိုတာတစ်ချိန်ကလန်ဒန်မြို့ရဲ့တနေရာမှာပြည်တန်ဆာ၅ယောက်ကိုရရဆက်ဆက်တတ်သွားတဲ့သူတယောက်ပါ။အဲ့ဒါကိုရှာလော့ဟုံဆုံးစမ်းခဲ့ပေမဲ့ဘလို့မှဆုံးစမ်းလို့မရတာကြောင့်လက်လျှော့ခဲ့ရတဲ့အမှုတစ်ခုလိုပဲပြောပြလာပါတယ်။ကိုင်းထဲမှာတော့အခုနေသာဒုထောက်ပြီးအတနာခံလို့ရှိရင်မတိုက်ခိုက်တဲ့အပြင်ဇူးဘာလူသားတွေအတွက်စည်ယုံပေးမယ်လို့ပြောလာပါတယ်။ဒါပေမဲ့ဂျက်ကတော့လက်မခံပဲတိုက်ခိုက်ဖို့သာပြင်လာပါတယ်။သူရဲ့လက်နက်ကကြီးမားလို့နဲ့ကတ်ကြီးတက်လက်ပါ။အရာအားလုံးကိုဖျက်တော့နိုင်ပြီ။သူမဖျက်နိုင်တာဘာမှမရှိဘူးလို့ပြောလာပါတယ်။ဒီလိုနဲ့တိုက်ခိုက်ဖို့လုံးကြပြီမဲ့ဂျက်ကထွက်ပြေးသွားပါပြီ။ဟာကိုလီက တော့အနောက်ကနေပြေးလိုက်သွားပြီဆိုင်းဆိုင်မှာထိုင်နေတဲ့အချက်ကိုတွေးလိုက်ရပါတယ်အခုကလက်ဖေးတောင်းရမယ့်အချိန်မလို့တောင်းနေတာဖြစ်ကြောင်းပြောလာပြီအဲ့အချိန်မှာပဲဟာကူလက်ဘော်ကိုဓာတ်တွေပြုတ်ကျလာပါတယ်ဒါပေမဲ့တာမန်လက်နဲ့တွေကသူ့ကိုဘာတန်ရာမှမဖြစ်စေနိုင်တာကြောင့်အတော်မွေမှုတို့သာပြောလာပြီတိုက်ဖို့လုပ်ပေမဲ့ချက်ကထွက်ပြေးသွားပါတယ်ဒါပေမဲ့အဲ့ဒါကိုအလုပ်မပြေးလဲဟာကူလက်ကတော့အနောက်ကနေလိုက်ပြီးတိုက်လိုက်တာကြောင့်ဂျက်ရလက်နဲ့ဖြစ်တဲ့ကတ်ကြီးကကျိုးသွားပါတော့တယ်အားလုံးနဲ့အံ့ဩကုန်ကြပြီနဖျားလက်နဲ့မရှိရင်ဘလို့မှရင်ဆိုင်လို့ရမှာမဟုတ်ဘူးဆိုတော့အလုံးသိကြပါတယ်ဒါပေမဲ့ချက်ကတော့ဟာကူလက်ကိုဓာတ်တွေနဲ့ထပ်ပြစ်လာပြီဟာကူလက်ကတော့ဓာတ်တွေစိုက်လာခံလိုက်ရပါတယ်အားလုံးဘာတွေဖြစ်သွားမလဲနားမလည်လိုက်ကြ ပါဘူးအမှန်ဆိုဂျက်ရဲ့လက်နက်ကကတ်ကြီးဖြစ်ပေမဲ့အခုကဘလို့ဖြစ်လို့သူ့ကိုဓာရီကလာဆိုင်သွားတယ်ဆိုတာမေးလာပါတယ်ဂျက်လည်းသူကအစကတည်းကဟာဂူလတ်ကိုလိန်ခဲ့တာလို့ပြောလာပါတယ်သူရဲ့တကယ်လက်နက်ကဘာမှမစိုးထုံးနိုင်တဲ့သူရဲ့အိတ်ကက်လေးပဲလို့ပြောလာပါတယ်သူရဲ့အိတ်ကက်လေးကကြီးမားတဲ့အရာတွေကိုထုတ်ဖို့အတွက်ဆိုရင်တော့မရပေမဲ့အခုလိုမျိုးဓာတို့လေးတွေသာဆိုရင်တော့ရတယ်လို့ပြောလာပါတယ်ဒေါ်ကတော့အဲ့လိုကောင်မျိုးကိုဘာလို့ဝင်ပြိုင်ခိုင်းရတာလဲလို့ဘန်ဟီတန်ကိုမေးလာပြီဘန်ဟီတန်လည်းလူသားတွေကနတ်ဘရားတွေထက်တာတဲ့အရာတစ်ခုရှိတယ်လို့ပြန်ပြောလိုက်ပါတယ်လူသားတွေကိုပြောက်ကွက်စေခြင်းနဲ့နတ်ဘရားတွေကိုတတ်ဖို့အတွက်ရန်ညိုးကအကောင်းဆုံးပဲလို့ပြောလိုက်ပါတယ်ကိုင်းထဲမှာတော့မင်းရဲ့ရန် န်ဂျုံကဒီလိုမျိုးဆိုရင်မင်းကိုချင်းွားပြစ်မယ်လို့ပြောလာပြီးတိုက်ခိုက်ဖို့လှုပ်လာပါတော့တယ်ဒါပေမဲ့ဂျက်ကတော့လက်နက်တွေကိုအစမ်းမပြတ်ပြစ်လာတာကြောင့်ဟာဂူလီတယောက်လက်နက်တွေကိုသူ့ရဲ့တေပုံနဲ့ကာဝယ်နေရပါပြီဒါပေမဲ့ကာဝယ်နေရင်ကြားထဲမှာတော့ဂျက်ရဲ့ဓာတ်တွေကဟာဂူလီကိုတရားရအောင်လုံနိုင်နေပါတယ်ဟာဂူလတ်ကတော့ဖိဖိချင်းစီရှေ့ကိုတိုးလာပြီးဂျက်ကိုတိုက်ခိုက်ဖို့လှုပ်ပြင်မယ်ဂျက်ကထီးကိုထုတ်ပြီးကာလိုက်တာကြောင့်မထိသွားပါဘူးဒါပေမဲ့ဟာဂူလတ်ကတော့သူ့ရဲ့အစွမ်းတွေကိုထုတ်လိုက်ပြီးသူ့လက်ထက်ကတေပုံကလည်းခြေသိမ်းပုံစံပေါ်လာပါတယ်လက်ပေါ်ကတက်တူတွေကလည်းတဖြည်းဖြည်းချင်းစီပြန့်နှံ့လာပြီးအဲနောက်မှာတော့အိုင်းရဲ့အပြင်နဲ့ဂျက်ကိုတိုက်လိုက်တာကြောင့်ဂျက်တယောက်တစ်ဖက်ကိုလွင့်ထွက်သွားပါတယ်ဒါပေမဲ့ချက်ချင်းဆိုသူတို့ပဲပြ ြန်ထလာပြီးတိုက်လိုက်ကြရအောင်လို့စိန်ခေါ်လာပါတော့တယ် ပွဲကြီးစဉ်ပေါ်မှာပြင်းနေကြတဲ့နတ်ဖျားနဲ့လူသားတွေကတော့ဟာကူလက်ရဲ့လက်မှာပြန့်လာတဲ့တက်တူးတွေကိုကြည့်ပြီးဘာကြီးလဲဆိုပြီးမေးခွန်းထုတ်လာပါတယ်။အဲရစ်နဲ့ဟာကူလက်ကဘဝဆန်တဲ့ဘဝကိုပြင်းပြောင်းအောင်မြင်ခဲ့ပြီးတဲ့နောက်မှာတော့နတ်ဖျားပညာဆန်တဲ့မျိုးကိုတက်မြောက်ခဲ့ပါတယ်။အဲနတ်ဖျားပညာတွေကိုသုံးဖို့ဆိုရင်သူတို့ရဲ့တန်ရာတန်ကြီးပေးပြီးအသုံးပြုရတဲ့အပြင်အဲ့ဒါကိုသုံးတဲ့သူကလည်းတာမန်နတ်ဖျားတစ်ပါးကိုသေစေနိုင်လောက်တဲ့နာကျင်မှုမျိုးကိုပေးတယ်လို့ပြောလာပါတယ်။တခါတော့ကောင်လေးတယောက်ရှိကနေနွားပေါက်လေးကိုလှုပ်နေပြီးကောင်လေးကိုရိုက်နှက်နေတာကိုဟာကူလက်တွေ့လိုက်ရပါတယ်။ဒါကြောင့်လှုပ်နေတဲ့နှစ်ယောက်ကိုတွားပြီးတိုက်ခိုက်လိုက်ပြီးမဲ့သူပဲပြန်ခံလိုက်ရပါတယ်။ဒါပေမဲ့သူရဲ့အယိုးပေါ်အရင်နဲ့ခန္ဓာကိုယ်လေးနဲ့ နောပေါက်လေးကိုသွားပြန်ယူပါရဲဟာကူလက်ကအမှန်တရားဘက်ကနေရက်တီပြီးအပြင်းမဲ့တဲ့သူတွေကိုကာဝယ်ပေးတဲ့သူတယောက်ကလူတိုင်းကသူ့ကိုအားနည်းတဲ့ကောင်လို့ခေါ်ကြပေမဲ့သူကတော့အဲစကားတွေကိုနားမထောင်ပါဘူးတညမှာတော့ဟာကူလက်လေ့ကျင့်နေတော့လေ့ကျင့်နေဘယ်တော့မှတမ်းမှာမဟုတ်ဘူးလို့ပြောလာပါရဲတကယ်လို့မင်းသာတတိရှိရင်ဇူးကြောင်ရုပ်ပေါ်မှာရှိတဲ့ဇူးရသွေးကိုတောက်ရဲလာလို့မေးလာပါရဲသူတငယ်ချင်းကတော့ဇူးရသွေးကသူရဲကောင်းတယောက်တောက်မယ်ဆိုမတိမျိုးဖြစ်သွားနိုင်ပေမဲ့တာမန်လူတယောက်တောက်မယ်ဆိုရင်တော့ပြောင်ဖို့အဖြစ်ကိုပြောင်းလဲသွားမှာပါဒါလို့နဲ့ဟာကူလက်တယောက်သူ့မသာလေ့ကျင့်ခဲ့ရင်အချိန်ကြာလာလာနဲ့အမျှအရွယ်ရောက်လာခဲ့ပါပြီကောင်းကင်ပေါ်မှာရှိတဲ့ဇူးတို့ကတော့လူသားတွေကိုအပြစ်ပေးရမ မလားမပေးရဘူးလားဆိုတော့မဲပေးပြီးဆုံးဖြတ်ခိုင်းနေပါတယ်လူသားတွေကိုအပြစ်ပေးဖို့ဆိုရင်သူသွားမယ်လို့ရှင်ဘာကပြောပြမိတယ်အဲရင်ကတော့အဲ့ဒါကသူ့ရဲ့ပိုင်နက်မှာဖြစ်တာကြောင့်သူသွားမယ်လို့သာပြောလာပါတယ်ဒလုံနဲ့ကောင်းငင်ဘော်ကလည်းစစ်တဲ့အလုံးရင်းနဲ့ရောက်လာပြီးဒီမျိုးပေါ်မှာရှိတဲ့သူတွေကအပြစ်ရှိတဲ့အပြစ်အပြစ်ပေးတဲ့အနေနဲ့အသက်ကိုပေးရမယ်လို့ပြောလာပါတယ်လူတိုင်းကမသက်ပါစေနဲ့လို့သာဆူတောင်းနေကြပါမယ်ဟာကူလက်ကတော့မြို့ရဲကိုအဝင်မခံရလျောင်အဲရင်ကိုတွားတိုက်ပါတယ်ဒါပေမဲ့တစ်ဖက်ကသာလွှဲထွက်သွားခဲ့ရပါတယ်ဒလုံနဲ့တော့အရှုံးမပေးနိုင်ဘူးဆိုပြီးပြန်ထလာပြီးအဲရင်ကတော့အခုနေသူ့ရှင်းမှာဒူးထောက်ပြီးခါစားမယ်ဆိုရင်အသက်ချမ်းသာပေးမယ်လို့ပြောလာပါတယ်ဒါပေမဲ့ဟာကူလက်ကတော့ ူသားတွေမှာမကောင်းတဲ့သူတွေရှိသလိုကောင်းတဲ့သူတွေလည်းရှိပါတယ်။သူတို့တွေကမြေယာချင်းများစွာနဲ့ရှင်သန်နေတာရဲ့နှစ်ဖျားတွေကိုကိုးကွယ်ခဲ့ကြပါတယ်။ဒါပေမဲ့နှစ်ဖျားတွေကတော့သူတို့ကိုအပြစ်ရှိတဲ့လူအဖြစ်သတ်မှတ်ခဲ့တာဘာကြောင့်လဲလို့မေးလာပြီးသူ့အိတ်ကတ်ထဲမှာရှိတဲ့ဇူးရသွေးကိုထုတ်လိုက်ပြီးတောက်လိုက်ပါတော့တယ်။အာရုံကတော့အန်အောင်ချင်းများစွာနဲ့ကြည့်နေကြပြီးတောက်လိုက်တဲ့ဟာကူလက်ကတော့အငွေ့တွေထွက်လာပြီးပိန်ချုံသွားပါတယ်။အဲရီယာတက်တွေနဲ့မြို့ထဲကိုဝင်မလို့လုံးကြပါမယ်။ဟာကူလက်ကတားလာပါတယ်။သူရဲ့စပင်တွေကအယောင်ပြောင်းသွားခဲ့ပြီးကြော်သားတွေကလည်းပိုကြီးသွားပါတယ်။အဲရီယာနောက်မှာရှိနေတဲ့စစ်တီတယောက်ကတော့စောင်းစကားများတဲ့ကောင်ဆိုပြီးတိုက်ပေါ်လုံးလာပြီးပဲသူပဲပြန်ကျွေးခံလိုက်ရပါတယ်။ဒလုံခွန် ားမျိုးကဇူရခွန်အားပဲဆိုတာအဲဗီတိလိုက်ပါတယ်ဟာကူလက်ကတော့နတ်ဆဲဆဲတစ်ဖက်လုံးနဲ့တိုက်နေပြီအဲဗီနဲ့မှာသူတပြန်ကိုပြန်တိုက်နေပါတယ်အဲအချိန်မှာပဲဇူရောက်လာပြီတော်တော့ဘီလို့ပြောလာပြီတားလိုက်ပါတယ်ဟာကူလက်ကလည်းမင်းကအခုဆိုရင်နတ်ဖျားတစ်ပါးဖြစ်ရမယ်လို့ပြောလာတော့ဟာကူလက်လည်းနတ်ဖျားတွေသာလူသားတွေကိုဘယ်တော့မှအနေမပြုတ်ဘူးဆိုရင်သူနတ်ဖျားလုံးမယ်လို့ပြောလိုက်ပါတယ်ဇူလက်သဘောတူလိုက်ပြီဟာကူလက်လည်းကောင်းဝင်မဖို့အခေါ်ခံသွားရပါတယ်အဲဒီကစားပြီးနတ်ဖျားတွေကလူသားတွေရဲ့ကိစ္စတွေမှာနှစ်ပေါင်း၄တောင်ဝင်မစိုးမကြတော့ဘူးလို့သဘောတူလိုက်ကြပါတယ်အခုဆိုရင်တော့ပြန်ဝဲထဲမှာတိုက်နေတဲ့နှစ်ယောက်မှာတော့ချက်ကဓာတ်တွေကိုအဆက်မပြတ်ပြစ်နေတော့မှဟာကူလက်ကလ ည်းကာကွယ်နေပေမဲ့နေရာပေါင်းစုံကနေပြည်နေတဲ့ဓာတ်တွေအားလုံးကိုတော့မကာကွယ်နိုင်ပါဘူး။ဒါပေမဲ့ဟာကူလက်ကအနိကတိုက်ခိုက်ဖို့အတွက်အရှိကိုတိုးသွားပေမဲ့ချက်ကလေးပေါ်မှာယက်နေတာကိုတွေ့လိုက်ရပါတယ်။အားလုံးလည်းအံ့ဩနေကြပြီ။တေချာကြည့်လိုက်တဲ့အချိန်မှာတော့ချက်ကလေးပေါ်မှာယက်နေတာမဟုတ်ပဲစံတရားကျိုးပေါ်မှာယက်နေရဆိုတာသိလိုက်ပါတယ်။ဒါကြောင့်သူရဲ့နှစ်ဖျားဆွမ်းကိုနောက်တစ်ချိန်ထုတ်သုံးလာပြီးတိုက်လာပါတော့တယ်။ချက်လည်းအပေါ်ကနေပြုတ်ကျလာပြီးသူရဲ့မျက်နှာတစ်ဖက်ကလည်းဟာကူလက်ရဲ့အယောင်တွေကိုမြင်နေရပါတယ်။နှစ်ဖျားတစ်ဖက်ကသာတက်ရင်သူရဲ့အယောင်ကဘယ်လိုပြောင်းသွားမလဲဆိုတာသူသိချင်နေပါတယ်။လန်ဒန်မြို့ရဲ့တနေရာမှာတော့ကောင်းမလေးတယောက်ကသူမရဲ့မိသားစုဝင်နေတဲ့အတူဘာသာရင်ကောင်းမလဲဆိုပြီးပြောနေ ့ချိန်မှာအကြောင်းတရားမှာတော့ဂျက်တရားစပေါ်မူရကန်တာကိုခံနေရပါတယ်သူရဆုံးပြစ်ထားတဲ့အစားအစာတွေကိုယူမယ်ဆိုရင်တော့ပတ်စံပေးရမယ်လို့ပြောလာပြီဂျက်ကိုကန်နေပါတော့တယ်အဲအချိန်မှာပဲဂျက်တရားသူရမျက်လုံးထဲကနေအယောင်တွေကိုမြင်နေရပါတယ်အဲအယောင်ကရန်ညိုနာကြီးမို့ဒေါသအဲ့လိုစိတ်ခံစားမှုတွေကိုအယောင်နဲ့တွေးနေရပါတယ်ဂျက်လည်းစပေါ်မူရခြေထောက်ကိုဖတ်ပြီးနောက်တစ်ခါမလာတော့ဘူးမလို့ဒီတစ်ခါတော့ခွင့်လွှတ်ပေးပါလို့တောင်းဆိုလိုက်တော့အယောင်ပြောသွားတာကိုတွေးလိုက်ရပါတယ်အဲနောက်မှာတော့ဂျက်ကိုလှုပ်ပေးလိုက်ပြီးဂျက်လည်းသူ့အမေတော့ဒါကိုမြင်ပြီးပြောတော့မှာပဲဆိုပြီးတွေးရင်ပြန်လာပါတော့တယ်ဂျက်ရဲ့အမေကပြည်တန်သားတယောက်ဖြစ်တာကြောင့်သူ့ကိုပတ်စံပေးတဲ့လူလည်းရှိသလိုမပေးတဲ့သူလည်းရှိပါတယ်ဂျက်က ို့တွေ့လိုက်တော့သူ့အမေလည်းဂျက်ရတရားကိုတွေ့လိုက်ရပြီပိုးမဝင်ရလင်အောင်လို့စေးသေးကြလိမ့်မရပဲလို့ပြောလာပါတယ်ဂျက်ရမျက်လုံးထဲမှာတော့သူ့အမေရဲ့အယောင်ကကဘာပေါ်မှာအလှသုံးအယောင်ပါပဲဒလုံနဲ့နောက်နေမှာတော့ဂျက်တယောက်စာအုပ်ထိုင်ဖက်နေတော့အန်ရောက်လာပြီစာဖက်လည်းဘာမှမထူးမှာကိုဘာလို့ဖက်နေတာလဲလို့ပြောလာပါတယ်ပြီးတော့ဂျက်ကဒလုံနေရာမှာမွေးမွားလာတာကန်ဆိုးတာပဲလို့ပြောလာပြင်မဲ့ဂျက်ကတော့သူ့အမေရှိတဲ့နေရာကသူ့အပြောဆုံးနေရာပဲလို့ပြောလိုက်ပါတယ်ဂျက်ရအမေကဂျက်ကိုမမွေးခင်တော့ကကိုဝင်ငါးကဖျက်ချခဲ့ပါတယ်ဒါပေမဲ့ဂျက်ကိုတော့သူ့မွေးမွားခဲ့ပြီသူ့ကိုယ်တိုင်ပြုစုစားလျှောက်ပေးခဲ့ပါတယ်နောက်နေ့မှာတော့ဂျက်တယောက်ချီးရလာတာကြောင့်ပြေပြေနဲ့ပြန်လာခဲ့ပြင်မဲ့ဂျက် ရဲ့အမေကတော့အော်ပြင်းကုန်နေပါတယ်။ဘာဖြစ်တာလဲလို့အမေကြီးတော့သူမဆောက်ဆိုင်ခဲ့ရတဲ့သူကအခုလက်ထပ်သွားတာကြောင့်ရှိုက်ကြီးတက်ငင်ငိုးနေတာပါ။လုံငန်းတဲ့ဆက်သုံးနေတုန်းကပြဿနာဆရာကသူအောင်မြင်လာရင်လက်ထပ်ပါမယ်လို့ပြောခဲ့ပေမဲ့အခုတော့လက်ထပ်သွားပါပြီ။ဒလုံနဲ့ညားရောက်တဲ့အခါမှာတော့ချက်ကသူ့အမေကိုရေးရေးပါရီလာတိုက်ပြီးသူရှိတာကြောင့်စိတ်မပူပေါ်ပြောပေမဲ့ဂျက်ရဲ့အမေကတော့ဒေါသထွက်ပြီးချက်ကိုအော်လာပါတော့တယ်။ချက်လည်းသူ့ရဲ့အမေရဲ့အယောင်ကိုကြည့်လိုက်တော့အယောင်ကသူ့ကိုပြောနေကြလူတွေရဲ့အယောင်ပြောင်းသွားတာကိုတွေ့လိုက်ပါတယ်။ချက်လည်းသူ့အမေကချက်ကိုချစ်ခဲ့တာမဟုတ်ပဲပြဿနာဆရာနဲ့သူမနဲ့ဆက်သွယ်လို့ရအောင်ထားတော့တာပဲဆိုတော့သိလိုက်ပါတယ်။သူ့အမေရဲ့အယောင်ကိုအဲ့လိုမျိုးမဖြစ်အောင်လုပ်ပေးမယ်လို့ပြောလာ ပြီးလဲဘင်းညင်လာပါတော့တဲ့အဲနောက်မှာတော့လဲဘင်းကိုဓာတ်နဲ့ထိုးလိုက်ပြီးအဆုံးသက်ပေးလိုက်ပါတယ်အကြောင်းကတော့လဲဘင်းကိုဓာတ်နဲ့ထိုးတဲ့အချိန်မှာထွက်လာတဲ့အကြောင်းကအရန်ကိုနှောက်ပါလုံးလာကြောင်းပါအဲနောက်မှာတော့ပြဆက်စရာကြီးကိုညာတွင်ချင်းဓာတ်နဲ့လက်နဲ့သွားခဲ့ပြီးပြဆက်စရာလည်းကြောက်ကြောက်နဲ့လက်မထိုးပေးပါမလို့ပြန်လိုက်ပါတော့လို့ပြောပြီးမဲ့ချက်ကတော့လဲဘင်းကိုထိလိုက်ပါပြီချက်လည်းသူ့အဖေကိုတက်ပြီးသွားလာကြောင်းအုတ်ထိုးလေးကိုသာယူပြီးထွက်လာပါတော့တယ်စကိုးရသူနောက်ပိုင်းနေမှာစက်မှုဖွင့်ပြတိုးတက်လာတာလည်းမဟုတ်ပဲနားလဲရခဲ့တဲ့အမောင်သူကြီးကပါကြီးထွားလာပါတယ်ဒီလိုနဲ့ချက်တရာအခုဆိုရင်ဟာကူလက်ကိုဓာတ်တွေနဲ့လက်ပြစ်နေပြီးမဲ့ဟာကူလက်ကအနာကိုတော့ရောက်လာပါပြီချက်လည်းပြင်းစရာမရှိတော့တဲ့အစို နိုင်စင်ဘောကိုသာတွေ့တက်သွားရပါတယ်အလုတ်မပေးတဲ့ဟာကူးလက်နဲ့နိုင်စင်ကိုဖြိုချလိုက်ပြီးချက်ကိုအောက်ပြုတ်ကြလာအောင်လုပ်လိုက်ပါတယ်ဒါပေမဲ့ချက်ကလည်းအကြမ်းရှိမိသားဖြစ်ပြီးနိုင်စင်မှရှိတဲ့အပြားနဲ့ဟာကူးလက်ကိုပစ်လိုက်ပါတော့တယ်ဟာကူးလက်ကတော့အရာတွေကသူ့ကိုဘာမှမဖြစ်စေဘူးလို့ပြောနေတုံးရှိတယ်လက်ပြတ်သွားပါပြီအားလုံးလည်းအံ့ဩသွားကြပြီးဘာဖြစ်သွားတာလဲလို့မေးလာပါတယ်လိုဂီကတော့အဲရစ်ကိုဂျက်ရဲ့လက်နဲ့ကလက်အိတ်ဖြစ်ကြောင်းပြောပြလိုက်ပါတယ်ဂျက်ကပွဲစားလာခဲ့ကအားလုံးကိုလိန်ညာခဲ့တာဖြစ်ပြီးသူ့ရဲ့စကားလုံးလေးအောက်မှာမျောသွားအောင်လုပ်ခဲ့တာပါဒေါ်လည်းအမတော်ကအရာတွေကိုစီစဉ်ခဲ့တာလားလို့ပြောလာတော့ဘန်ဟီရဲ့လက်ဟုတ်တယ်လို့ပြောလာပါတယ်ပွဲမစားခင်တုန်းကဘန်ဟီတဲ့တရ ောင်နက်လက်နက်ဖြစ်လာမဲ့သူ့ကိုတွားတွေးခဲ့ပြီးလောက်ခိုင်းခဲ့ပြီးမယ်ကောင်မလေးကမလိုဘူးလို့ညင်းလာပါတယ်ဒါပေမဲ့ကြားရောက်လာခဲ့ပြီးလက်ပင်ကိုညှစ်လာတဲ့အပြင်အတင်းအကျပ်နက်လက်နက်လုံးစေခဲ့ပါတယ်တိုက်ပွဲထဲမှာတော့ချက်တရဟာကူလက်ကိုသူ့ရဲ့လက်နက်ကလက်အိဖြစ်ကြောင်ပြောလာတဲ့အပြင်အလက်အိနဲ့ထိလိုက်တဲ့အရာတိုင်းကပိုအပြင်းသွားတဲ့ဆိုတော့လက်တွေပြလာပါတယ်အခုဆိုရင်လက်နက်မျိုးတစ်မျိုးလုံးကိုသူ့ထိထားတာကြောင့်တစ်မျိုးလုံးကသူ့လက်နက်ဖြစ်နေပါပြီကြားရဲ့ဘဝကစစ်မှန်တဲ့အချစ်ကိုလိုချင်ခဲ့ပြီးမယ်မရလိုက်တဲ့ကိုကြည့်ပြီးအန်ကတနာနေပါတယ်အခုဆိုရင်တော့ကိုင်းထဲမှာချနေကြတဲ့နှစ်ယောက်သားမှာတော့ဟာကူလက်ကရှုံးဖို့ပုံများနေပါတယ်အကြောင်းကတော့ဟာကူလက်ကလက်တစ်ဖက်ပြတ်သွားတဲ့အပြင်လန်တန်မျိုးတစ်မျိုးလုံး ံကသူ့အတွက်တော့လက်နက်ဖြစ်သွားလို့ပါပဲသူ့ရဲ့ပြတ်သွားတဲ့လက်ကိုတွေးတဲ့အောင်လုပ်လိုက်ပြီးအရီကတော့စိတ်ပူနေပါတယ်အားအကိုတွေးလိုက်တဲ့ဇူလည်းစိတ်ပူနေတဲ့အရီကိုတစ်ချက်ထိုးပေးလိုက်ပြီးဟာကူလက်ကတန်မာတာကြောင့်ရှုံးမမဟုတ်ဘူးလို့ပြောလာပါတယ်ကွင်းထဲမှာတော့ချက်တရာဟာကူလက်တုံးလိုက်တဲ့နတ်ဘုရားအစွမ်းတွေကဟာကူလက်ကိုသိစေနိုင်တာကြောင့်တိတ်ပြီးဖီးအောင်မပေးပါနဲ့လို့ပြောနေပါတယ်ဒါအပြင်ချက်မြင်နိုင်ရတာကဟာကူလက်ရတောက်ပနေတဲ့အကြောင်းပါပဲဒါကိုမြန်ရတဲ့ချက်ကတော့ဟာကူလက်ကိုတလောင်းတောင်တောက်ပနေတဲ့အကြောင်းမျိုးကိုထိန်းချုပ်ထားနိုင်တာအံ့ဩဝေရပဲလို့ချီးကျူးလာပါတယ်ဟာကူလက်လည်းမင်းအခန်းစားချက်တွေကိုအကြောင်းတွေအဖြစ်နဲ့မြင်နိုင်တာပဲလို့ပြောလာပြီးချက်ကတော့သူ့ရဲ့မျက်နှာကဘုရားသခင်ကတခု ူတီတော့လက်ဆောင်ပေးထားတာပဲလို့ပြောလိုက်ပါရယ်ရှင်စပီယာနဲ့ရှာတော့ဟုံတို့ကတော့ဖျားသခင်ကလူတိုင်းကိုမပြည့်စုံခြင်းတစ်ခုခုပေးခဲ့ပေမဲ့ချက်ကိုတော့တော်တော်ရက်ဆက်တာပဲလို့ပြောလာပါရယ်ဟာကိုလက်ကလူသားအနေနဲ့နတ်ပြည်တက်ခဲ့တာကြောင့်နှမျိုးလုံးကိုမြင်လာပြီလူသားတွေကရက်ဆက်တဲ့အကျဉ်းရုပ်တဲ့အညိုးကြီးတဲ့ဓာရီအလုံးရှိနေတာတော့သူကလူသားတွေကိုချစ်တယ်လို့ပြောလာတော့ကွင်းတကွင်းလုံးကဟာကိုလက်ကိုအားပြလာကြပါရယ်ချက်လည်းဟာကိုလက်ကိုကြည့်ပြီးသူငငယ်ကမြင်ခဲ့ရဘူးတဲ့သူကမိရဲ့အယောင်ကိုတွေးလိုက်ရတာကြောင့်ပျော်ရွှင်နေပါရယ်အဲအချိန်မှာပဲဟာကိုလက်တယောက်သူ့ရဲ့တင်မုတ်ကိုလေးဘောကိုပြစ်လိုက်ပြီးခေါင်းသုံးကောင်းတဲ့ခွေးကိုဆင်းကောက်လိုက်ပါရယ်ကောင်းငင်ဘောကနေခေါင်းသုံးခုနဲ့ခွေးရောက်လာပြီးဟာကိုလက်ကိုဝါမျောလိုက်ပါ ါတယ်အားလုံးကိုတွေ့လိုက်ရတဲ့ဇူးတို့ကတော့အဲအစွမ်းကအရန်ကိုအစွမ်းထက်ပြင်မဲ့သူရတန်ကြီးကလည်းကြီးမပါတယ်အချိန်ကနာတွင်မှာပဲချက်ကိုတတ်နိုင်ရင်တတ်မတတ်နိုင်ရင်တော့အဲအစွမ်းကဟာကုလက်ရအသက်ကိုယူသွားတော့မှာပါအခုဘွဲကအချိန်နဲ့ပြန်ရမယ်ဘွဲဖြစ်သွားပြီဟာကုလက်လည်းအချိန်မဆွဲပဲချက်ကိုစော်ပါပြီဟာကုလက်ရထိုးသမျှလက်သေးချက်တွေတိုင်းကိုချက်ကတားနေပြင်မဲ့ဟာကုလက်ကတော့တစားစီချိန်ပွားပြင်းနေပါတယ်ဒါကိုသိလိုက်တဲ့ချက်လည်းအချိန်နဲ့မဟန်နာကိုသဘောပေါက်လိုက်ပြီဟာကုလက်ရထိုးလိုက်တဲ့လက်သေးကိုမြောင်းဖုံးနဲ့ကာထားလိုက်ပါတယ်ဒါပေမဲ့အကာအကွယ်လည်းမကန်နိုင်တာကြောင့်ပြက်စီးသွားပြီချက်ကတော့မျောစင်မုံကိုခုန်တက်သွားပါတယ်ဒါပေမဲ့ကျိုးကိုဖျက်ချလိုက်တာကြောင့်အောက်ကိုပြုတ်ကြပြီတန်ကြုံနဲ့ထိုးမိသွားပါတယ် ယ်။တန်ကြုံနဲ့ထုံးမိသွားပြီမဲ့ချက်ချင်းဆိုသလိုပဲဆွဲနှုတ်လိုက်ပြီးဟာကူလက်ကိုလည်းလန်ဒန်တမြုပ်လုံးကသူရဲ့လန်ဒန်တွေကြီးပဲဆိုတာ တတိယသေးလာလို့မေးလိုက်ပါရဲ။အဲနောက်မှာတော့သူရဲ့ဝယ်ယုံနဲ့သူနောက်ကအဆောင်အုံတစ်ခုလုံးကိုဖြိုကျလိုက်ပါပြီ။ဂျက်ကတော့ဖြိုကျလာတဲ့အဆောင်အုံကိုရှောင်လိုက်ပြီးဟာကူလက်ကတော့အဆောင်အုံအောက်ကိုရောက်သွားရပါတော့တယ်။တကွေးလုံးကဟာကူလက်ကိုပြန်ထလာပါတော့လို့ဆူတောင်းနေကြပြီးအားပေးနေကြပါရဲ။ခဏကြာတော့သူတို့ရဲ့ဆူတောင်းကပြည့်သွားခဲ့ပြီးဟာကူလက်လည်းပြန်ထလာပါရဲ။အုံဂျိုးပဲတွေကြားကနေပြန်ထလာတဲ့ကြောင့်အားလုံးလည်းအံ့ဩနေကြပြီးအဲရီကတော့ဟာကူလက်ကဘယ်တော့မှအရှုံးပေးမှမဟုတ်ဘူးလို့ပြောလာပြီးပြောနေပါတော့တယ်။ဂျက်လည်းဟာကူလက်ရဲ့မပြောင်းလဲတဲ့အကြောင်းကိုကြည့်ပြီးသူ့အမေ ရဲ့အယောင်ကချစ်ချင်းမြတ်တာအယောင်တို့ဆိုတာသဘောပေါက်လိုက်ပြီးဟာကုလကသာအယောင်ဆက်ဆိုတာကိုသိလိုက်ပါတယ်အဲနောက်မှာတော့နှစ်ယောက်စလုံးကအနီးကတိုက်ခိုက်ခဲ့ကြပြီးပွဲကလည်းအဆုံးသတ်ဖို့နင်းခဲ့တာလိုပါတော့တယ်အဲဝေကတော့ဒီကောင်ကဘာကိုကြံစီနေတာလဲလို့စဉ်းစားနေပြီးလိုဂီကတော့တခုခုကိုကြံစီနေမှသိနေပါတယ်တိုက်ပွဲတဲကအခြေအနေကတော့ပြင်းထန်နေပြီးဂျက်တယောင်ရှောင်ရှားရင်သူ့လက်ထက်ကတန်ကျုံနဲ့လှမ်းထိုးလိုက်ပါတယ်ဒါပေမဲ့အပေါ်ရန်သာရှက်ထိသွားပြီးတစ်ဖက်ကိုလွတ်ပြစ်ခံလိုက်ရပါပြီအားလုံးကတော့ဟာကုလကိုပဲအားပေးနေကြပြီးဂျက်ဘက်ကလူတွေကတော့ဂျက်ကဘာဆောက်သုံးမှမကြတဲ့ကောင်ဆိုပြီးပြောနေကြပါတယ်သူတွေထွက်ပြီးမျက်စံတော်လှန်နေပြီးဖြစ်တဲ့ဂျက်တယောင်တစ်ချင်းတစ်ပုတ်ကိုညှိလာပါတယ်အဲနောက်မှာ တော့သူ့လက်ထဲကတန်ညုံကိုအားပြုတ်ပြီးထလာပြီးသူ့ရဲ့နောက်ဆုံးတိုက်ပွဲကိုထုတ်ပြီးတိုက်ပါတော့မယ်အထိုးကလာရပါပဲသူရဲ့ရှိသမျှအားနဲ့မတန်ရက်နေတဲ့ချက်တရားရိုင်းနေနေနဲ့ဟာကူလက်စီကိုရှောင်းလာပါတော့တဲ့အဲနောက်မှာတော့သူရဲ့လှန်နဲ့ထိုးလိုက်ပြီမဲ့ဟာကူလက်ကရှောင်းလိုက်ပြီချက်ကိုထိုးပေးလိုက်ပါတယ်ဒါပေမဲ့ဂျမ်းမာကအကြံစီရှိတာကြောင့်သူရဲ့လက်နှစ်ဖက်စလုံးနဲ့ဟာကူလက်ရဲ့ရင်ဘက်ကိုထိုးကျိုးပေါအောင်ထိုးပေးလိုက်ပါတယ်အဲနောက်မှာဟာကူလက်နားနဲ့လိုက်တာကချက်ကသူ့သွေးလေးကိုနက်နက်နဲ့အပြစ်ပြောင်းလိုက်တယ်ဆိုတာကိုသိလိုက်ပါတယ်ကြီးနေကြတဲ့သူတွေအားလုံးပါဇက်အဟောင်းသားဖြစ်သွားကြပြီဟာကူလက်ကတော့ဆက်မလိုက်တော့ပဲသူကနောက်ဆုံးအချိန်ထိလူသားတွေကိုချိန်နေမှာပါလို့ပြောသားခဲ့ပါတယ်ဗန်ဟီတဲ ်ကိုလည်းသူပဲစားခြင်းတော့ကအော်ဂန်မီတာကြောင့်တောင်းပန်ပါတယ်လို့ပြောလာပါတယ်။ဂျက်ကိုလည်းသူ့ရဲ့အယောင်ကပြောင်းသွားလာလို့မေးလာတော့ဂျက်လည်းအရှင်းရဲ့အယောင်ကမပြောင်းလဲပါဘူးလို့ပြောလာပြီ။ဟာကူလက်ကတော့အမုံအနေနဲ့ပြောက်ကွက်သွားပါတယ်။ကြော်ညာတဲ့သူလည်းဒီပွဲမှာအနိုင်ရရှိတဲ့သူကတော့ဂျက်တက်ရီပါဖြစ်ကြောင်းကြော်ညာလိုက်ပြီးနက်နက်ကောင်မလေးလည်းထွက်လာပါတယ်။နဗျားတစ်ပါးကိုတက်လိုက်ရတဲ့ခံစားချက်ကဘလို့နေလဲလို့မေးလာတော့ဂျက်လည်းသူလည်းတေချာတော့နားမလဲတော့ဘူးလို့ပြန်ပြေးလိုက်ပါတယ်။ဂျက်ကိုစေကန်းလေးပါလေးသွားပြအောင်လို့ပြောပြီးသူမကတော့တကူလုံးသွေးလေးပေးနေတာကြောင့်ရေချိုးဖို့သွားပါပြီ။ဒါလုံနဲ့ဂျက်တယောက်မျိုးကိုဖြတ်လာပြီးပြန်လာနေပြီးဟာကူလက်နဲ့တက်ခဲခဲတာတွေအားလုံးကိုပြန်စင်းစားနေပါတယ်။ ဲ့ဟာကုလက်ကတကယ်ကိုနှလုံးကြီးရောလက်ရုံးကြီးပါပြည်စုံတော်ကြောင့်သူသာဆူတောင်းဝင်ရမယ်ဆိုဟာကုလက်ကိုနောက်တစ်ခါတွေးကြည့်ပါသေးတယ်။အဲအချိန်မှာပဲအနောက်ကနေခဲနဲ့ပေါက်တာခံလိုက်ရပြီးခေါင်းကနေသွေးတွေထွက်လာပါတယ်။ဟာကုလက်ဘက်ကသူတွေကချက်ကိုခဲတွေနဲ့ပစ်လာကြပြီးသူ့ကိုပစ်လာတဲ့ခဲတွေကိုပျော်ပျော်ကြီးသာခံယူလိုက်ပါတယ်။ရှာတော့ဟုံကတော့ဟာကုလက်ကနတ်ဖျားကိုတော့တတ်နိုင်တယ်သူဆိုတော့တကယ်ကိုမကောင်းသောပဲလို့ပြောလာပါတယ်။ဒေါ်ကတော့ဟာကုလက်သေးလို့ငုံနေပြီးသူ့အမတော်ကလည်းအခုနင်းပြောပြီးလားလို့မေးလာပါတယ်။ဗန်ဟီရဲကတော့အခုချိန်မှာငုံဖို့ဆိုတာမလိုအပ်သောအရာပဲလို့သာပြောနေပေမဲ့သူမလက်ကနေသွေးတွေထွက်နေပါတယ်။ဒီလိုနဲ့တကားတစ်ချက်တည်းကိုဝင်လာပြီးကြာရှုံးသွား တဲ့လူသားတွေရဲ့နေရာမှာဟာကိုလက်ကိုထားလိုက်ပါတယ်။သူမအဲ့လိုမျိုးလုံးမိတဲ့အတွက်သူမကိုခွင့်လွှတ်ပါလို့ပြောလာပြီ။သူမလည်းတနေ့ကျရင်အနောက်ကနေလိုက်ခဲ့မှာပါလို့ပြောနေပါတယ်။တပတ်ကဇူရိုဘက်မှာတော့အဲ့ဘေးတယောက်ရှာကြီးတက်ငင်ငိုနေပြီ။လိုကီကတော့ချက်ကပွဲစားကလေးကအရာအားလုံးကိုစီစဉ်ခဲ့တာပဲလို့ပြောလာပါတယ်။သူ့ဘိုက်ကိုခြံသူယူဝဲအချုံနဲ့ထိုးမိဖို့ကိုယ်တိုင်စီစဉ်ခဲ့တာဖြစ်ပြီးနောက်ဆုံးလက်နဲ့အဖြစ်သွေးကိုသုံးလိုက်မယ်လို့ဘယ်သူမှထင်မှမထားအောင်လုပ်ခဲ့တာပါ။လိုကီလည်းသူကဟာကိုလက်ကိုတင်မကပဲငါတို့အားလုံးကိုပါယူထုတ်သွားတာပဲလို့ပြောလာပြီးဒေါသထွက်နေပါတယ်။အဲ့ဘေးလည်းဟာကိုလက်ကသူ့ရဲ့ရင်ထဲမှာအများရှိနေတာကြောင့်သူ့ကိုပဲချီးကျူးတင်တယ်လို့ပြောလာပြီးဇူကတော့သူတို့ ပွဲကြီးစဉ်ကိုဖြိုချလိုက်ပါတယ်။နောက်ပွဲမှာသာသူတို့ချုံရင်လူသားတွေကသူတို့ကိုအိုးဆောင်နိုင်တော့မှမလို့မရှုံးရနေအောင်စဉ်းစားကြလို့ပြောလာပါတယ်။လိုဂီကတော့သူ့မုတ်သွားစားအောင်မယ်လို့ပြောလာပြီးထွက်လာပါတယ်။တပတ်ကချန်ပီယံတွေနားနေခန်းထဲမှာတော့ဆိုဂျီနဲ့အခုလိုဆိုတဲ့နှစ်ယောက်သားကတော့သူတို့အနဲ့ကြမှာကိုစောင့်ဆိုင်နေကြပါတယ်။အခုရှင်မြိုင်သွားတဲ့သူတွေကတကယ်ကိုအန်ဟောစရာကောင်းတာပဲလို့ပြောလာပြီးရှင်မြိုင်မှုအတွက်ကိုစိတ်ရထက်သန်နေပါတယ်။လိုလီဘောကိုစုံရင်ထွက်လာတာကတော့ဗုဒ္ဓပဲဖြစ်ပြီးလိုဂီကတော့ဗုဒ္ဓကိုစောင့်နေတာကြာပြီပဲလို့ပြောလာပါတယ်။လူသားတွေဘက်ကနေတိုက်နေကြတဲ့သူတွေကနဗျားလက်နဲ့ကြောင်နဗျားတွေကိုထိကိုက်အောင်လုပ်နိုင်နေဆိုပေမဲ့တယောက်ယောက်ကအနောက်ကနေကူညီပေး းနေတာကြောင့်နတ်ဖျားတွေကိုတတ်နိုင်တဲ့အဆင်ကြီးရောက်သွားတာလို့ဗုဒ္ဓကိုပြောလာပါတယ်။တယောက်ယောက်ကသူတို့ထဲမှာသစ္စာပေါင်းရှိနေပြီဖြစ်တာကြောင့်အဲ့ဒီသူကဗုဒ္ဓလာလို့မေးလာပါတော့တယ်။နှစ်ယောက်သားကမတင်မကြဖြစ်နေတဲ့အချိန်မှာတရားစီရင်ဆိုပြီးပြောလာတဲ့ကန်စာလာခုနှစ်ပါးရောက်လာပါတယ်။သူတို့ကဗုဒ္ဓကိုသစ္စာပေါင်းဆိုပြီးတတ်ကျင့်နေတာဖြစ်ပြီးဒီမှာတခါတည်းပြဿနာတွေကိုရှင်းကြရအောင်လို့ပြောနေတော့ဗုဒ္ဓကဆော်လုံးရဲ့ဒုံချောင်းနဲ့လက်ကိုပြစ်လိုက်ပါတယ်။လက်မှဒဏ်ရာရသွားတာကြောင့်ဗုဒ္ဓကိုအပြတ်ရှင်ဖို့ပြင်လာပြီးလိုကီအပါဝင်ဗုဒ္ဓနဲ့တိုက်ဖို့ပြင်လာပါတယ်။အဲ့ဒီမှာပဲခိုးကြီးတို့ရောက်လာပြီးအများနဲ့တယောက်မို့သူကဗုဒ္ဓဘက်ကနေဝင်ကိုတိုက်ပြီးမယ်လို့ပြောလာပါတယ်။တဆက်တည်းဆိုသလိုပဲဆိုကြ ီနာကိုရောရောက်လာပြီဗုဒ္ဓဘက်ကနေဝင်ကိုပြီးတိုက်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ် ။အိုမာပါအပေါက်ဖြစ်သွားတာကြောင့်ဒန်ယာနဲ့ဖြစ်ပါမလားလို့ခိုဂျီရိုကိုမေးလာတော့ဒီလောက်ကတော့ဖြစ်နေကြပါလို့ပြန်ပြောလာပါတယ်။လော်ဂီကတော့ဒီတစ်ခါဆိုရင်မင်းရောအသေးတက်ပြေးပါမလို့ခဏပဲစောင့်တော်လို့ပြောလာပြီ။နတ်ဗျားတွေအားလုံးကတကူကောင်းဆန်တာပဲလို့ခိုဂျီရိုပြောလိုက်ပါတယ်။ကာဇာတာခုနပါတဲ့ကဘယ်လေးတပွေကတော့ "तू ကဗုဒ္ဓကိုတတ်မှာမလို့လော်ဂီကိုဘေးဖယ်ဖို့ပြောလိုက်ပြီ။တနက်နဲ့လှမ်းပြစ်လိုက်ပါတယ်။ဒီလောက်ကတော့ဗုဒ္ဓအတွက်ဆိုခလေးကစားစရာလောက်ပဲရှိတာကြောင့်အလွယ်လေးရှောင်လိုက်ပါတယ်။ဘယ်လေးလဲပါဇက်အဟောင်းသားဖြစ်သွားရပြီ။လော်ဂီကတော့သူ့လက်နက်ကိုထုတ်လာပါပြီ။ဗုဒ္ဓကိုသူ့လက်နက်နဲ့တိုက်ဖို့လုပ်ပြီးမယ်။ဆိုဂျီတဲ့ခူရိုတို့ကသူတို့ရဲ့ဓာတ်တွေနဲ့ကားလိုက်ပါတယ်။လော်ဂီ ီလည်းမင်းကအတော်နောက်ဆက်ဖြစ်တာပဲလို့ပြောလာပြီးဆိုဂျီကိုအရင်ကြုံဖို့ပြင်လာပါတယ်ဒါပေမဲ့ဆိုဂျီကလည်းခေတ္တသူတော့မဟုတ်တာကြောင့်နှစ်ယောက်သာအတကုံကြုံဖို့ပြင်လာတဲ့အခါမှာတော့ဇူးကဝင်တားလာပါတယ်မင်းတို့အားလုံးကအခုချိန်မှာစွဲရင်တွေကိုဖြုံတိနေတာပဲလို့ပြောလာပြီးအော်ဒီရဲ့ကြီးကန်းတွေကလည်းမင်းတို့အားလုံးကနတ်ဖျားပြင်းနေတာတော့တကယ်ကိုအရှက်မရှိကြတာပဲလို့ပြောလာပါတယ်ကန်ဆာလာနတ်ဖျားတွေကတော့သူတို့ကိုဘယ်သူမှအမေပေးလို့မရဘူးလို့အော်ဒီကိုပြောလိုက်တော့အော်ဒီတယောက်သူ့ရဲ့စွမ်းတွေကိုထုတ်ပြလိုက်ပါတယ်မှန်နေလဲကွဲကုန်ပြီလိုဂီကတော့သူနေမကောင်းခြင်းတို့ဖြစ်လာကြောင်သူသွားပြီးတော့သာပြောလာပါတယ်ကန်ဆာလာနတ်ဖျားခုနှစ်ပါးကလည်းတစ်ချိန်ချိန်တော့ဗုဒ္ဓကိုတတ်မယ်လို့ပြောပြီးထောက်သ ွားပါပြီကိုဂျီရိုတို့လည်းသူတို့နားနေကန်းတဲ့ကိုပြန်ကြတော့မှာမလို့ဗုဒ္ဓကိုနှောက်ယှက်ခဲ့မြင်တောင်းပန်ပါတယ်လို့ပြောပြီးထွက်သွားပါတယ်ကြံခဲ့တဲ့ဗုဒ္ဓကိုတော့ဇူတျောင်မင်းလက်ထပ်ပြီးဘာပြဿနာမှမရှာနဲ့တော့လို့ဒါပြောတော့ဗုဒ္ဓကကြီးလာပါတယ်သူ့ကိုဘာလို့ဘာလို့အမေပေးနိုင်တဲ့သူကကောင်းငင်ရောမြေကြီးမှာပါမရှိဘူးလို့ပြောလာပြီးထွက်သွားပါတော့တယ်ကြံခဲ့တဲ့ဇူကတော့ဒီပြိုင်ပွဲကြီးကသူထင်သားသလိုဖြစ်လာမှာမဟုတ်ဘူးလို့အိုရင်ကိုပြောပြီးထွက်သွားပါတော့တယ်အိုရင်လည်းစိတ်တွေတူလာတာကြောင့်သူမိနာမှာရှိတဲ့ပန်းတွေအားလုံးညှိုးသွားပါပြီတပတ်ကတော့ကတော့ဟာကူလက်ပွဲမှာတော့ကသူမအောင်ခဲ့မိတာကိုတောင်းပန်ပါတယ်လို့ဘန်ဟီတယ်ကိုပြောလာပြီးခွင့်လက်ပေးဖို့ပြောလာပါတယ်ဘန်ဟီတယ်က တော်တော်ကဘာမှမမလုပ်တာကြောင့်ဘာမှမဖြစ်ပါဘူးလို့ပြောလာပြီသူတို့တွေနောက်ထပ်ပြန်ဝဲဝင်မဲ့သူရှိကိုတွားကြပါပြီတကားတွေအများကြီးပြီအဲတကားတွေကိုဖျက်ချော်ခဲ့ပြီးတဲ့နောက်မှာတော့လူတစ်ယောက်ကမိမတွေနဲ့အတူအိတ်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီသူကကဘာတော်ဆုံးနဲ့အတမအောင်ဖြစ်တဲ့စူမိုနံပါတ်တမရိုက်ဒန်ပါပဲဗန်အီဒန်လည်းထားကြတော့လို့အော်လာပြီးကော်မတွေတွေအားလုံးလည်းထွက်ပြေးကုန်ကြပါတယ်ရိုက်ဒန်ကတော့သူ့ကိုလာနိုးတဲ့သူကသူနဲ့အိတ်ချင်လိုပဲဖျက်ရမယ်ဆိုပြီးဗန်အီဒန်ရှိကိုလာပေးမယ်ဗန်အီဒန်ကတစ်ချက်ပဲတားလိုက်ပါတယ်ရိုက်ဒန်ကတော့သူနဲ့အတူပေါင်းစည်းမဲ့သူကဘသူလဲလို့မေးလာပြီးဗန်အီဒန်နဲ့စစ်ရီဒီကိုလှမ်းခေါ်လိုက်ပါတယ်အဲနောက်မှာတော့တကားနဲ့တော်မဆန်းတဲ့မိမကြီး ြစ်တယောက်ရောက်လာပြီး Raiden ကတော့ဗဇက်အဟောင်းသာဖြစ်နေပါတယ် Serenity နဲ့သူမကိုတွေ့တော့လမ်းသွားပြီလားလို့မေးရတော့ Raiden ကတော့ဘာမှပြောညာမပြောနဲ့နှုတ်နှလုံးချနဲ့ပြေးဝင်သွားပါတယ် Serenity နဲ့ Raiden ကိုကြည့်ရင်မိမသားဆန်သွားရပါတယ်ဒါလိုနဲ့ကိုင်းထဲမှာတော့လူပြစ်သွားပြီဖြစ်တာကြောင့်ပွဲကိုစတင်ကျင်းပပါပြီစတင်ပါတဲ့ပုံစံကအရှေ့ပိုင်းကပုံစံနဲ့စင်ကျင်တို့ဖြစ်ပြီးစုံမနဘန်းသမားတွေလည်းရှိနေပါတယ်နှစ်နှစ်ထောင်တမိုင်းမှာလူသားအလုံးကအတန်မှဆုံးသူအဖြစ်အသိမဲ့ပြုကြရတဲ့လူသားတယောက်ရှိပြီးအဲ့ဒီလူကစုံမမှာဆိုရင်သူ့ကိုနိုင်တဲ့သူမရှိပါဘူးကြီးနေကြတဲ့သူတွေနဲ့ Raiden ရဲ့ခန္ဓာကိုယ်ကိုကြည့်လိုက်ပြီးသူရဲ့ခန္ဓာကိုယ်မှာရှိတဲ့ကြောက်သားတွေကတကယ်ကိုအံ့ဩစရာကောင်းတာပဲ ယ်တို့ပွဲကြီးတင်ကားလူတွေဝေဖန်နေကြပါတယ်ရိုက်ဒန်ကစုမိုးတမိုင်းမှာနှစ်ပေါင်း20တိုင်အောင်အနိုင်ကြီးပဲနိုင်ခဲ့တာဖြစ်ပြီးသူ့ကိုနိုင်တဲ့သူတယောက်မှမရှိပါဘူးအဲ့ဒီအတန်မာဆုံးသောသူကိုရှင်ချမဲ့နေပြားကတော့ကဘာတွေကိုလေ့ကျင့်ဖို့အတွက်တိစောက်တယ်အပြင်းပြင်းဖြတ်စည်းတယ်သူအလိုမကျဘူးဆိုတော့လည်းဖြတ်စည်းမှဖြစ်ပြီးအနောက်ဘက်အိန္ဒိယကလာတဲ့ငါးဝဲမြောက်ပွဲစဉ်အတွက်ချန်ပီယံကြီးရှိပါပါပဲဇူဘက်ကသူတွေကတော့ရှီဘာဝင်ပြီးတိုင်းမှာဖြစ်တာကြောင့်ဒီပွဲစဉ်ရဲ့အနိုင်ရရှိသူကရှီဘာပဲဖြစ်နိုင်မယ်ဆိုတာယုံကြည်နေပါတယ်ဒိုင်လူကြီးကတော့နှစ်ဖက်စလုံးအသင့်နေရာယူကြတော့လို့ပြောလာပြီးတိုက်ပွဲစားနေမှာတော့တယ်ရှီဘာကတော့တိုက်ဖို့အတွက်အစဉ်သစ်ပြင်နေပြီးရှီဘာရဲ့မိမတွေကလည်းအားပေးနေကြပါ ါတယ်။ Raiden ကိုတခါတည်းနဲ့တပ်ပေးနိုင်လို့ပြောလာကြပြီးတခဲနဲ့အားပေးနေကြပါတယ်။တစ်ဖက်မှာတော့ Raiden တယောက်သူ့ဘေးနားကစားပုံလိုက်ကိုယူလိုက်ပြီး ქვენ ထဲကိုစားနဲ့ပတ်လိုက်ပါတယ်။အဲ့ဒါက Sumo တပန်းသမားတွေရဲ့ပွဲမစားခင်မှာလုံးတဲ့ပုံစံမျိုးပါ။လက်နှစ်ဖက်ကိုရိုက်လိုက်ပြီးအားပြင်းလို့လာကြောင်းလေးတွေပါတိုက်သွားရပါတယ်။ Raiden ဘက်ကသူတွေကတခဲနဲ့အားပေးနေကြပြီး Raiden လည်းတိုက်ဖို့အစဉ်သင့်ဖြစ်နေပါပြီ။စောက်ခွိုင်းလိုက်ရတဲ့အတွက်တောင်းပန်ပါတယ်လို့ပြောလာပြီးသူရဲ့ခြေထောက်နဲ့လက်သေးတွေမှာအားထည့်လိုက်ပါတယ်။အဲနောက်မှာတော့အားပြင်းနဲ့ရှီဝါမျက်ခွက်ကိုကန်လိုက်ပါတယ်။အဲအကွက်က Sumo အကွက်48ခွက်ထဲမှာမပါတဲ့အကွက်ပါ။ရှီဝါတယောက်တစ်ဖက်ကိုလွှင့်ထွက်သွားပြီးမဆိုးပါ ါဘူးလို့ပြောနေတော့လက်စီတချာထပ်ထိုးပေးလာပါတယ်။အဲနောက်မှာတော့ခြေထောက်နဲ့ကန်ပြီးအပြည့်တပ်ဖို့လုံနေပေမဲ့ရှီဗာရဲ့ကျန်တဲ့လက်တွေကတားလာပြီးရိုက်တန်ရဲ့ယင်ဘက်ကိုထိုးလာတာကြောင့်ရိုက်တန်တစ်ဖက်ကိုရောက်သွားရပါတယ်။အဆုံးသတ်နိုင်ပြီးတော့ရိုက်တန်ထင်ခဲ့ပေမဲ့ရှီဗာကသူ့ထင်တာတာနဲ့တန်မာနေပါတယ်။ရှီဗာကတော့အေးဆေးလေးပဲဖြစ်ဖြစ်မင်းကတော်တော်စိတ်နှောက်ယှက်ပေးတာပဲလို့ပြောလာပါတယ်။ရိုက်တန်လည်းအဲ့လိုဆိုရင်သူ့မှာလုံစရာတစ်ခုပဲရှိတော့ပြီးအဲ့ဒါကတော့ဖြစ်ရောက်ခြင်းပါပဲ။1161ခုနှစ်တုန်းကရွာလေးတွေ့ရမှာရိုက်တန်ကိုမွေးဖွားခဲ့ပါတယ်။ဒါပေမဲ့ရိုက်တန်ကအသက်3နှစ်ပြည့်တာတော့လမ်းမလျှောက်နိုင်သေးတာကြောင့်မိဘနှစ်ပါးစလုံးကစိတ်ပူနေပါတယ်။ဒါပေမဲ့တနေ့မှာတော့ရိုက်တန်ဆမ်းပြီးလမ်းလျှောက် နေတာကိုသူတို့တွေ့လိုက်ကြပါတယ်ပျော်လုံးမမဆုံးသေးဘူးရိုက်တန်တယောက်တစ်ကိုယ်လုံးမရှိတဲ့ကြက်သားတွေကအလင်းမြန်ကြီးထွားလာပါတယ်ကြက်သားတွေရဲ့ကြီးထွားမှုနှုန်းကမြန်ဆန်တာကြောင့်သူ့ရဲ့အယိုးတွေကကြက်သားတွေရဲ့တန်မာမှုကြောင့်ကျိုးသွားခဲ့ပါတယ်အဲ့ဒါကပဲရိုက်တန်ကိုပြောင်းလဲစေခဲ့တာဖြစ်ပြီးသူ့ခန္ဓာကိုယ်ထဲမှာကြက်သားတွေကိုထိန်းချုပ်နိုင်မှုခန္ဓာကိုယ်ကကြက်သားအစ်တွေထပ်ထုတ်လုပ်ပြီးဆဲလို့ခေါ်တဲ့အရာတစ်ခုကိုဖန်တီးခဲ့ပါတယ်အဲ့ဒါကိုခေါ်ကြတာကတော့ချိတ်ပိတ်ခြင်းတရားလို့ခေါ်ကြပါတယ်ကွင်းထဲမှာတော့ရိုက်တန်တယောက်သူ့ရင်ဘက်ကိုကိုင်ပြီးတစ်ဖက်ကိုလှည့်လိုက်ပါတယ်အဲ့ချိန်မှာတကိုယ်လုံးမရှိတဲ့ကြက်သားတွေကအစပတ်ကြီးထွားလာပြီးရှိဘကတော့ကိုဘသာပြန်ပြန်စီးနေတာလို့မေးတာပါတယ်ကြီးနေကြတဲ့သူတွေ ကတော့ Raiden ကအစင်မပြေပါမလားလို့စိုးရိမ်နေကြပြီ Raiden ကတော့ Serenity ကိုအားကိုးနေမယ်လို့ပြောလာပါတယ် Serenity နဲ့ Raiden ရဲ့ကြက်သားတွေကိုသူမအစွမ်းနဲ့ထိရောက်ပေးလာပြီ Raiden နဲ့ချိတ်ပိတ်ရင်းတရားကိုဖြိလိုက်ပါပြီသူဘဝတန်တန်းတစ်လျှောက်လုံးမှာဒီတစ်ခါပဲကြက်သားတွေအားလုံးကိုထုံထုံနိုင်တာဖြစ်ပြီး Raiden ကတော့အခုမှပဲလွတ်လွတ်လပ်လပ်ဖြစ်သွားလို့ကျေနပ်နေပါတယ်ကြီးနေကြတဲ့ Doro တို့ကတော့ Raiden ကနှာမူကြတာနေမဟုတ်ပဲအတော်လေးရတန်ပါတာပဲလို့ပြောလာပါတယ်ပွဲကြီးပြိတ္တတွေနဲ့ Raiden အခုလိုမျိုးစွမ်းအပြင်းနဲ့ထုတ်လိုက်နိုင်တာကိုဝမ်းသာနေပြီးမျက်ရည်ပါကျနေပါတယ်အဲဒီမှာပဲ Raiden တယောက်အပြင်းဆုံးလက်သေးနဲ့ရှီဘာကိုထိုးလာပြီးရှီဘာလည်းတစ်ဖက်ကိုလွင်သွားရပါတယ်ဒါပေမဲ့အဆက်မ မြတ်ထိုးနေမှုကြောင့်ရှီဝါတယောက်စက်တော့မခံနိုင်တော့ပါဘူး။ဇူတို့လည်းရှီဝါကတော်တော်လေးထိသွားတာမလို့ဒီအပြောင်းလဲမှာအစင်မပြေပါမလားဆိုပြီးစိတ်ပူနေကြပါတယ်။အားလုံးကအားပေးနေကြပြီ Rider လည်းအပြည့်အစုံပေးဖို့အတွက်ခေါင်းညှိတိုက်လိုက်ပေမဲ့ Rider ရဲ့ခေါင်းကနေသွေးရည်ထွက်လာပါတယ်။ရှီဝါခေါင်းက Rider ကိုအရင်တိုက်လိုက်တာကြောင့် Rider သွေးရည်ထွက်သွားရပြီးရှီဝါရဲ့လက်သေးချက်တွေကိုခံလိုက်ရပါတယ်။အထိုးကန်လာရတဲ့ Rider ကတော့ရိုင်နေနဲ့လေးဖြစ်သွားပြီးရှီဝါကတော့ Dresser ထိုးလာပါပြီ။ပြန်တိုက်လို့မရအောင်ကို Dresser ထိုးလာတာကြောင့် Rider လည်းတစ်ချက်လေးတော့ပြန်တိုက်လို့မရနေပါဘူး။ကြီးနေကြတဲ့သူတွေကတော့ရှီဝါရဲ့အလောက်ထိုးချက်လောက်ကတော့ Rider အတွက်အေးဆေးပါပဲလို့ပြောနေကြပြီး Rider ကတော့အသက်ကိုအထိုးက ခံနေရပါတယ်အဲနောက်မှာတော့ rider ဒူထောက်ကျသွားပြီ shiva ရဲ့လက်ကိုလှမ်းဖက်လိုက်ပါတယ် shiva လည်းသူ့ကိုလွတ်လွတ်ပြောနေပြီပဲ rider ကတော့ shiva ရဲ့လက်တစ်ဖက်ကိုချိုးလိုက်ပါပြီ shiva ရဲ့လက်တစ်ဖက်ကျိုးကျသွားတာကြောင့်ကြီးနေကြတဲ့နှစ်ဖျားတွေကတော့စိုးရအောင်ကုန်ကြပါတယ်လက်အချိုးခံလိုက်ရတာကြောင့် shiva တရား rider ကိုတိုက်ခိုက်ရမှာဗတ်မညီတာကြောင့်တိုက်ခိုက်ဖို့ခက်နေပါတယ်ဒါပေမဲ့ shiva ရဲ့လက်သေးပြားကပိုလို့တော့ပြင်းလာပါသေးတယ် shiva အနောက်ကနှစ်ဖျားတွေကတော့ shiva ရဲ့လက်သေးမှာနှစ်ဖျားတွေရဲ့အားအင်းတွေပါနေတာကြောင့်တိုက်စာတိုက်လို့ shiva ကိုအားပေးနေပါတယ်အဲနောက်မှာတော့သူတို့နှစ်ယောက်ခေါင်းချင်းဆိုင်ပြီးတယောက်ခေါင်းကိုတယောက်တိုက်ကြပါတယ်သူတို့ရဲ့ခေါင်းတိုက်မှုကကွေးမြင့်တစ်ခုလုံးကိုဖုံးလွှမ်းသွားပါတယ် ဟောရှိရှိတုန်းကအိန္ဒိယမှာနတ်ဖျားပေါင်းများစွာရှိခဲ့ပြီးသူတို့တွေအားလုံးကအတန်မာဆုံးနတ်ဖျားဖြစ်လာဖို့တောင်ဝင်တိုက်ပွဲကြီးတစ်ခုကျင်းပခဲ့ကြပါတယ်။ဒါပေမဲ့အတန်မာဆုံးနတ်ဖျားကိုတော့သူတို့တွေမရှာနိုင်ခဲ့ကြပါဘူး။တောင်ဝမ်မှာရှိတဲ့တောတစ်ခုမှာတော့ရူဒါတရားကြောက်ဆောင်ကြီးတစ်ခုကိုမယံမနာပဲထိုးပြီးလေ့ကျင့်နေပါတယ်။ရှီဗာကတော့ကောက်ဘုတ်ကလွဲရင်တခြားအရာတွေကိုဘာလို့ဘာမှစိတ်ဝင်စားပါဘူး။တနေ့မှာတော့ရှီဗာနဲ့ရူဒါရှီကိုရွာသားနှယောက်ရောက်လာပြီးသူတို့ကိုကူညီပေးဖို့တောင်းဆိုလာပါတယ်။သူတို့ရွာမှာတခြားနတ်ဖျားတွေကဝင်ရောက်တောင်းကျမ်းနေတာကြောင့်ကူညီပေးပါလို့တောင်းဆိုလာပေမဲ့ရှီဗာကမတော်ချင်ပါဘူး။ဒါပေမဲ့ရူဒါကတော့ကူညီကြရအောင်လို့ပြောလာမှာရှီဗာကသဘောတူလာပါတော့တယ်။ ်ရွာကိုဖျက်ဆီးနေတဲ့နတ်ဖျားတွေကတော့မင်းတို့ရွာမှာအတန်ပါဆုံးဆိုတဲ့ကောင်ကိုခေါ်လာခဲ့လို့ပြောနေတော့မှာရှိပါနဲ့အတူတူရောက်လာပါတော့တဲ့ရောက်လာတာနဲ့နတ်ဖျားစလုံးတိုက်ရပြီးအဆုံးမတော့ရှိပါတို့နိုင်သွားပါတယ်ဒလုံနဲ့သူတို့တွေတောင်ကိုပြန်လာကြပြီးအနားယူနေတော့လူတွာကရှိပါကိုတနေကြရင်ဘာဖြစ်ကျင်လဲလို့မေးလာပါတယ်ရှိပါကတော့သူဟာအကပညာမှာအရန်တော်တဲ့သူဖြစ်ကျင်တယ်လို့ပြောလာပြီးလူတွာကတော့သူဟာအတန်ပါဆုံးနတ်ဖျားတစ်ပါးဖြစ်ကျင်တယ်လို့ပြောလိုက်ပါတယ်ရှိပါကိုလည်းမင်းနဲ့ငါနဲ့အတူလိုက်ပြီးတိုက်ပါလာလို့ပြောလာတော့ရှိပါလည်းလူတွာနဲ့တောင်ဆိုရင်ဘယ်ကိုပဲသွားရသွားရပျော်လည်းလို့ပြောလာပါတယ်ဒလုံနဲ့သူတို့နှစ်ယောက်ဟာသူတို့ရဲ့အိမ်ဘက်ကိုဖြစ်ဖို့ခရီးတန်းကိုစတင်လျှောက်လှမ်းခဲ့ကြပါတယ်အစာပိုင်းမှာ တော့တို့နှစ်ယောက်ကိုအားလုံးကနှောင်ကြားရကြပြီပဲတို့ကတော့တို့လမ်းကိုဆက်လျှောက်ခဲ့ပါတယ်ဒလုံနဲ့နှစ်ပြားတွေတဘာပြီးတဘာကိုအနားယူလာနိုင်ခဲ့တာကြောင့်နှောင်ရင်ခဲတဲ့သူတွေဟာလည်းအားပေးတဲ့သူတွေဖြစ်လာခဲ့ပါတယ်တနေ့မှာတော့တို့တွေနှစ်ပြားတွေကိုတိုက်ခိုက်ခဲ့ကြပြီပဲရှီဘာကတော့အေးအေးစစ်စစ်ကောက်ကွန်နိုင်နေပါတယ်တို့ဝင်ဝေးသွားတယ်ရန်သူတွေကပုံများလေးဖြစ်ပြီးအခုဆိုရင်တော့လျှက်စစ်နှစ်ပြားအင်ဒရာနဲ့ချားပါတော့မယ်နှစ်ယောက်စလုံးတစ်ပြိုင်နဲ့ထဲလာချားလို့ပြောလာပြီးရူဒရာကတော့သူတယောက်တည်းနဲ့နေတယ်မယ်လုံလောက်တယ်လို့ပြောလာပါတယ်အဲနောက်မှာတော့ရူဒရာအနားရခဲ့ပြီးရှီဘာကတော့အောက်ဝဲခံပြီးကောက်ကွန်နေပါတယ်တို့နှစ်ယောက်သာနောက်ထပ်နှစ်ပြားတွေကိုတိုက်ခိုက်ခဲ့ကြပြီးအားလုံးကိုအနားယူနိုင်ခဲ့ပါတယ်ရှီဘာကတော့တောင်ထိပ်ပေါ် ကနေမြင်ရတဲ့မြင်ကွင်းကအရန်ကိုနှတာပဲလို့ပြောလာပြီလူတာကတော့နောက်ဆုံးတိုက်ရမယ်သူရှိသေးတယ်လို့ပြောလာပြီမယ်ရှီဗာကတော့သူတို့တွေကအတော်ဆုံးနှဖျားတွေဖြစ်သွားပြီပဲလို့ပြောနေပါတယ်ဒါပေမဲ့လူတာကအတီပြောလာတာကြောင့်ရှီဗာလည်းမတိုက်မပြစ်တိုက်ရပါတော့မယ်သူ့ရဲ့တငယ်ချင်းကိုသူမတိုက်ချင်ပြီမယ်အခုဆိုရင်တော့မငင်းတဲ့အခြေအနေမှာဖြစ်နေပါပြီဒီလိုနဲ့သူတို့နှစ်ယောက်သာစားတိုက်ကြပြီသူတို့ရဲ့တိုက်ခတ်တံတွေကအရန်ကျဲလုံးတာကြောင့်နှဖျားလိုက်ကြားနေရပါတယ်တိုက်ရတာကြားလာတာကြောင့်လူတာတယောက်အခြေအနေသိမ့်မှန်တော့ပြီမယ်ရှီဗာကအေးဆေးဖြစ်နေတော့မှသူ့တငယ်ချင်းကအရှုံးမပေးတာကြောင့်ဒီလိုသာရှေ့ဆက်ပြီးတိုက်နေမယ်ဆိုလူတာတည်လိမ့်မယ်လို့စိတ်ထဲကပြောနေပါတယ်ဘလောက်ပဲအထောက်ခံရပါစေပြ ြန်ထားလာတာကြောင့်ရူဒရာကိုကြည့်ပြီးရှီဗာမခံစားနိုင်တော့တာကြောင့်သူတို့ရှုံးပြီးတော့ပျော်တော့မလို့ရှိသေးပေမဲ့ရူဒရာကရှုံးပေးလာပါတယ်ရှီဗာကတော့အံ့ဩခြင်းများစွာနဲ့ကြည့်နေပြီးရူဒရာကတော့တခြားသူတွေကအာဂုံတော်ပြီးတိုက်တဲ့အချိန်မှာမင်းကလည်းအာဂုံတော်ပြီးတိုက်မှာလေးစားရကြတယ်လို့ပြောလာပြီးရှီဗာကိုနိုင်ပေးလိုက်ပါတယ်ဒါကတော့ရှီဗာနဲ့ပြားပြစ်လာတဲ့အကြောင်းဖြစ်ပြီးအခုဆိုရင်တော့ရှီဗာတရားကိုပြန်ပွဲကွင်းထဲမှာနတ်ဘုရားတွေအားလုံးရဲ့အိမ်မက်ကိုတဲမိုးထားတာကြောင့်အရှုံးမပေးဘူးလို့ပြောလာပါတယ်အဲနောက်မှာတော့သူရဲ့နှုတ်ဝက်အကွက်ဖြစ်တဲ့အကောက်ကွက်ကိုထုတ်သုံးလာပါတယ်စီကြညီညီနဲ့ကနေပြီးကြည့်နေကြတဲ့ဇူရိုကတော့ရှီဗာရဲ့အဲအကကသူ့ရဲ့နာမည်ကြီးအကွက်မလားလို့ပြောလာကြပါတယ်ရိုက်ဒန်တရားရှီ ဘာကိုထိုးပေးမယ်ရှီဘာကစီကြကြကြနဲ့ထိုးကွက်တွေကိုရှောင်လိုက်ပြီးရိုက်တန်ကိုပြန်ထိုးလာပါတယ်ရှီဘာရဲ့ကောက်ွက်တွေကိုတုံမီကားတဲ့အကွက်ကရှီဘာကိုပို့ပြီးတမောင်လှုပ်ထားတာကြောင့်ရှီဘာကအခုဆိုရင်ရိုက်တန်ကိုဒရက်ဆာထိုးနေပါပြီရိုက်တန်ကအဆက်မပြတ်ထိုးနေတဲ့လက်သေးတွေကိုကောက်ွက်ဖို့သူရဲ့ကြောက်သားတွေကိုအသုံးပြုထားပြီးကောက်ွက်နေရပါတယ်ဒါပေမဲ့ရှီဘာရဲ့ကောက်ွက်ကခန္ဓာကိုယ်ကိုမီးလိုမျိုးပြူလာကြောင့်ရိုက်တန်ရဲ့ကာလာတဲ့အကောက်ွက်ကိုသူ့ချောင်းနဲ့ဖြိုခွင်းလိုက်ပြီးရိုက်တန်နဲ့ဒဏ်ရာရသွားပါတယ်ခန္ဓာကိုယ်တစ်ချမ်းကမီးလောင်ဒဏ်ရာရသွားပြီးကြီးနေကြတဲ့သူတွေကတော့ရိုက်တန်ရှုံးပြီးဆိုတာသိနေကြပါတယ်ဒါပေမဲ့ရိုက်တန်ရဲ့မျက်နှာမှာတော့အပြုံးမပြတ်နေပါဘူး ရှိဖာကြောင့်မျိုးလုံးတစ်ဖက်ကန်းသွားပြီမဲ့သူရဆူမအပေါင်းပါတွေကတော့ rider ကပြောနေတာပဲလို့ပြောလာပါတယ်။အခုဆိုရင် तू ကသူ့ရဲ့ရှင်းသမျှအားတွေအကုန်ထုတ်သုံးပြီးချားရတော့မှာမလို့ပြန်ဝဲကွင်းထဲမှာပြောနေပါတယ်။ rider ငငယ်တုန်းကဆူမကိုချစ်ခဲ့ပြီမဲ့ဆူမကတော့သူ့ကိုပြန်မချစ်ခဲ့ပါဘူး။ तू အသက်၅နှစ်အရွယ်မှာလူတိုင်းကဆူမလို့ပြီးအားပြိုင်နေကြတာကို rider တွေ့ပြီးသဘောကျနေပါတယ်။ဒါကြောင့် rider ကိုလာပြီးရှင်းပြန်ကြည့်မလားလို့မေးလာတော့ rider လည်းထားလာပါပြီ။ rider ကိုမတမာဘူးလို့ထင်ထားခဲ့ပြီမဲ့ rider ရဲ့ပထမအကွက်မှာလည်းပြန်မထနိုင်တော့ပါဘူး။ဒါကြောင့်သူ့ကိုလူတွေကဘလူးလို့ခေါ်ကြပြီးသူ့အိမ်မြန်ရောက်တဲ့အခါမှာတော့သူ့အမေကို तू ကဘာလို့ဒီလို ခနာကုံမျိုးကိုပိုင်ဆိုင်ခဲ့တာလေလို့မေးလာပါတယ်။ Raiden လည်းမလျှောက်တတ်ခင်တုန်းကသူ့အမေကနတ်ဖျားရိရှိမှနေရာသွားဆုတောင်းခဲ့တာကြောင့်နတ်ဖျားရိကတောင်းအောင်စူလာတစ်ခုပေးလိုက်တာပဲဖြစ်မယ်လို့ပြောလာပါတယ်။ဒါကြောင့်အားနေတဲ့သူတွေကိုကူညီပေးဖို့သူ့အမေကပြောလိုက်ပြီး Raiden လည်းအန်နီကစပြီးတရွာလုံးကိုကူညီပါတော့တယ်။ဒါပေမဲ့တနေ့မှတော့မိတောင်ပေါက်ခွဲခဲ့တာကြောင့်မိတောင်ရဲ့ပြတွေကသူတို့ရွာမှာရှိတဲ့စိုက်ခင်းတွေပေါ်ကိုဖုံးလွှမ်းသွားခဲ့ပါတယ်။ဒါကြောင့်ရွာကပြက်ကက်ဆိုင်လာခဲ့ပြီး Raiden လည်းရွာကိုကူညီပေးဖို့ရွာကနေထွက်လာခဲ့ပါတယ်။အသက်ဆောက်ခွန်တဲ့နေထိုင်တဲ့တရောက်တဲ့ရွာကနေမြို့ပေါ်ကိုတက်လာခဲ့ပြီးစူမိုတင်တန်းကြောင့်ကိုတွေ့လိုက်ရပါတယ်။အဲအချိန်မှာသူလည်းရှင်မြိုင်မှုအထဲကိုဝင်သွားတော့စူမိုနံပါတ် န်းသမားဆရာကြီးကထမင်းစုပ်တွေကိုတလုံးပြီးတလုံးစားနေတာတွေ့လိုက်ရပါတယ်။ဒီဇန်တွင်နဲ့တော့ဆိုသူရွာကိုပြန်ထောက်ပံ့လို့ရပြီပဲလို့တွေးနေပြီ။သူကလည်းကြားတဲ့အချိန်မှာတော့ဆရာကြီးကသူနဲ့ရှင်ပြန်ဖို့ဖြစ်လာရပါတယ်။ဒါကြောင့်ဆရာကြီးကိုသူ့မှာရှိသမျှနဲ့တုံပြီးလဲဖို့လုပ်ပေမဲ့ဆရာကြီးကတိုးတိုးတော့မလုပ်ပါဘူး။အဲအစားဆရာကြီးကလာသူ့ကိုကင်ပေါက်လိုက်ပါတယ်။ရိုက်တန်လည်းပြန်ထလာပြီးနောက်တစ်ခါထပ်လို့ရအောင်လို့ပြောလာပြီးဆရာကြီးကသူနဲ့အတူရှင်ပြန်ပေးပါတယ်။ဒီလိုနဲ့ရိုက်တန်ဟာဆရာကြီးရဲ့လက်ချင်းမှုတွေကိုသင်ယူခဲ့ပြီးအတန်မှဆုံးစုမနဘန်းသမားဖြစ်လာဖို့ကြိုးစားပါတော့တယ်။တကယ်ပြန်ရမယ့်ပြန်ဝဲကြီးကိုရောက်လာတဲ့အချိန်မှာတော့ရိုက်တန်ဟာပြန်ဘက်ကိုတစ်ချက်ထဲနဲ့ပြစ်ပေါက်လိုက်နိုင်ပါတယ်။အားလုံးလည်းအံ့ဩကုန် ကြပြီတချို့ဆိုရင် Raiden ဟာတက်ရှိနေတဲ့ဌာနအလာပဲတော့ပြောလာကြပါတယ်။ဆူမွန်ကရတဲ့ငွေကြေးတွေကသူတို့ရွာကိုတွေမဟုတ်ပဲဂျပန်နိုင်ငံမှာငတ်မုတ်ခေါင်းပါနေတဲ့တခြားရွာတွေကိုပါထောက်ပံ့နိုင်ပါတယ်။ဒါပေမဲ့သူရအထွတ်ထိပ်ဟာအများကြီးမချခဲ့ပါဘူး။အကြောင်းကတော့သူနဲ့လာရှင်ပြိုင်ကြတဲ့သူတွေကသူနဲ့မချခင်ကတည်းကအရန်ကိုကြောက်ဝင်နေတာကြောင့်မှဒရုံနဲ့ပြန်ပွဲအပြီးမှာတော့ Raiden တယောက်သူ့ဆရာကြီးကိုသူကဒီဆူမွန်နဲ့ပဲအသက်မွေးရတာမို့သူဘလို့ရှင်းစားရမှာလဲလို့ပြောပြီးငုံနေပါတော့တယ်။နောက်တစ်ခါပြန်ပွဲဝင်တဲ့အခါမှာတော့သူရလုံချောင်မှု၄ခွက်ကိုချိတ်ပိတ်ခဲ့ပြီးပြန်ပွဲကိုတိုက်ပုံဆုံးဖြတ်လိုက်ပါတယ်။အဲ့လိုအနေနဲ့ပြန်ပွဲတွေကိုအနာယူနိုင်ခဲ့ပြီး Raiden ရဲ့ဘဝတက်တန်တဲ့ချက်မှာကို 46ရာခိုင်နှုန်းအနားရရှိခဲ့ပါတယ်။ကျန်တဲ့14ရာခိုင်နှုန်းကပွဲမပြင်းပြောင်းလိုက်တဲ့ပွဲနဲ့သူထက်အားရနေတဲ့ပြိုင်ဘက်တွေကိုမတိုက်ချင်တာကြောင့်အရှုံးပေးလိုက်တဲ့ရာခိုင်နှုန်းတွေမှာအခုဆိုရင် Raiden တယောက်ပွဲထဲမှာသူရထိပ်ပိတ်ထားခဲ့တဲ့လှုပ်ရှားမှုတွေနဲ့တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ပထမဆုံးအခွက်ကတော့လဝါအခွက်တိုက်ခွက်ဖြစ်ပြီးရှီဘာရှီကိုအပြင်းနဲ့ရိုက်လိုက်တာကြောင့်ရှီဘာရဲ့လမ်းတစ်ဖက်စလုံးပြတ်သွားရပါတယ်။အားလုံးနဲ့အံ့ဩသွားကြပြီးရှီဘာကတော့မှောက်နေပါပြီ။ဒါပေမဲ့ခဏကြာတော့ရှီဘာပြန်ထလာပြီးတိုက်ဖို့ဟန်မြင်လာပါတယ်။ကြီးနေကြတဲ့ဇူရိုကတော့ရှီဘာသားလက်နဲ့မကရင်အခုချိန်လောက်ဆိုခေါင်းပွင့်သွားပြီပဲလို့ပြောလာပါတယ်။ပြန်ထလာတဲ့ရှီဘာကတော့နာလုံးတော့6000ကျောင်းကောင်းကောင်းမရနိုင်ပါဘူး။ ို့အဲ့အချင်းသူခံစားလိုက်ရတာကတော့သူ့ကိုကြည့်နေတဲ့ရူဒရကိုပါပဲသူနဲ့အတူနတ်ဖျားတွေအားလုံးကသူ့ကိုအားကိုးနေကြပြီရှီပါလဲအဲ့ဒါကိုတွေ့တော့ဒီပွဲမှာသူနိုင်ရမယ်ဆိုတာကိုဆုံးပြလိုက်ပါတယ်အဲ့နောက်မှာတော့သူ့ရင်ဘတ်ထဲကိုလက်ထည့်လိုက်ပြီသူ့ရဲ့နှလုံးကိုပို့ပြီးခုံမြောင်လုပ်လိုက်ပါတယ်ဒဏ္ဍာရီအရဆိုရင်ရှီပါအဲ့လိုမျိုးလုပ်တာကကဘာကြီးကိုသူ့ကောက်ွက်နဲ့အတူဖျက်ဆီးတာဒါမှမဟုတ်သူ့ပြိုင်ဘက်ကိုတိုက်ဖို့တကောလုံးကိုမိလောင်ကျွမ်းလိုက်တာပါရှီပါရဲ့အသားတွေကနီရဲကိုမိရှီပါလဲသူ့မလောင်ခင်မှာတိုက်လိုက်ကြရအောင်လို့ပြောလာပြီတိုက်ဖို့ပြင်ပါတော့တယ်ဗန်ဟီဒီယလည်းသူတို့နှစ်ယောက်စလုံးမှာတူညီတာရှိကြပြီအဲ့ဒါကသူတို့ကိုအားကိုးတဲ့သူတွေရဲ့ဝန်တော့ဝန်မှုကိုပို့ပြီးထိုင်ရလေပို့ပြီးတံမာလေ ပါပဲတကူလုံးမီးတောင်းနေတဲ့ရှီမာတရားရိုက်တန်နဲ့ပြန်ချနေရပြီတယောက်တစ်ချက်စီထိုးမိလိုက်ပါတယ်ထိုးမိပြီမဲ့ရှီမာကပြုံးနေတော့မှာပဲရှီမာရဲ့တငယ်ချင်းတွေကတော့ရှီမာရဲ့ပုံစံကဘာကြီးလဲဆိုပြီးအံ့ဩနေကြပါတယ်ဒီလိုသားဆိုရင်ရှီမာရဲ့အကွက်ကအားတော်ပြင်းလာပဲလို့ပြောလာပါတယ်ပွဲထဲမှာထိုးနေကြတဲ့ရှီမာကတော့မီးတောင်းနေတဲ့လက်သီးနဲ့ရိုက်တန်ကိုထိုးလိုက်တာကြောင့်ရိုက်တန်ရဲ့ကြက်သားတွေနဲ့လောင်ကျွမ်းကုန်ပါပြီကြီးနေကြတဲ့ဘန်ဟီတဲကတော့ဒီလိုသားဆိုရိုက်တန်ရဲ့ကြက်သားတွေကဆုံးရှုံးတော့မှာပဲလို့ပြောလာပါတယ်ဇူရိုကတော့ဒီတိုင်းသာဆက်ချရင်ရှီမာနိုင်မယ်လို့ပြောပေးမယ်ရှီမာကလည်းအကြကြီးဆက်ထိုင်းနိုင်မှာမဟုတ်ဘူးလို့ပြန်ပြောလာပြန်ပါတယ်ရှီမာရဲ့အကွက်ကကို့ဘာသာ တွန်းအားပေးရတာကြောင့်ကြာလာရင်ဒဂုံလုံးပြောင်းမှုဘဝကိုရောက်သွားနိုင်ပါတယ်။ပွဲထဲမှာတော့ Raiden တယောက်အားပြင်းနဲ့တိုက်လိုက်ပေမဲ့မထိသွားတာကြောင့်သူပဲအားကုန်သွားရပါတယ်။ပွဲတာကြည့်နေတဲ့သူ့အမေနဲ့သူသားကိုတွန်းအားပေးမိစေတာကြောင့်တောင်းပန်နေပြီး Raiden ကတော့ Shiva ရဲ့ကံကွက်တွေကိုပဲခံနေရပါတယ်။ဒါကြောင့် Shiva ကိုအတင်းချုပ်ပြီးကိုင်ပါဖို့လုပ်ပေမဲ့သူပဲပြန်ထိုးခံလိုက်ရပါတယ်။အားလုံးကတော့ Raiden တယောက်ရှုံးတော့မှာပဲလို့ပြောလာကြပြီး Raiden ရဲ့ဆရာကတော့ Raiden ကအခုထက်ဒီမြေကြီးနဲ့သူ့ရဲ့လဝါနဲ့မထိသေးတာကြောင့်မရှုံးနိုင်သေးဘူးလို့ပြောလာပြီးအားပေးနေပါတယ်။ Raiden လည်းအားပေးတဲ့အတန်တွေကအလောက်တော့သူ့ကိုအားပေးနိုင်စေတာလို့ပြောလာပြီး Shiva နဲ့အတန်ကိုကြိတ်နေပါတယ်။ဒါပေမဲ့ Shiva ဘက်မှာတော့ရှီဘာရဲ့နောက်လက်တစ်ဖက်ကအပိုရှင်ကြောင့်တွေ့ကြသွားပါပြီကြီးနေကြတဲ့နှစ်ဖျားတွေကတော့ရှီဘာကအကန့်အသတ်ကိုရောင်းနေပြီပဲလို့ပြောလာပြီရိုက်တန်ကလည်းအကန့်အသတ်ကိုရောင်းနေပါပြီနှစ်ယောက်စလုံးကအကန့်အသတ်ကိုရောင်းနေကြပြီအရင်ပြောကြတဲ့သူကရှုံးမှပါပဲရိုက်တန်နဲ့သူကနောက်ထပ်တစ်ချက်ပဲရှီဘာကိုတိုက်မှဖြစ်ပြီသူရဲ့လက်ဘွားထဲမှာရှီသမ ्या အကုန်ထဲထားမှာပါရှီဘာကတော့လာခဲလို့ပြောလာပြီကြီးနေကြတဲ့အဲရစ်ကတော့ရှီဘာကထပ်ခံရအောင်ပါပဲလို့ပြောနေပါတယ်အဲအချိန်မှာပဲရိုက်တန်တယောက်သူရဲ့ရှီသမ ्या အားနဲ့ရှီဘာကိုလာတိုက်ခိုက်ခဲ့ပြီရှီဘာနဲ့သူ့ရဲ့ခြေထောက်နဲ့ရိုက်တန်လက်ကိုဖြုတ်ခင်းပေးလိုက်ပါတယ်ရိုက်တန်ကတော့လက်ပြတ်သွားတော့လည်းမကြောက်သွားပဲရှီဘာကိုလည်းသူ့ဆောင်ကနေတစ်စက်မှမ မကြောင်တိုက်ခိုက်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောလာခဲ့ပါတယ်စီရီဒီကိုလည်းသူ့ကိုနောက်ဆုံးအချိန်ထိထောက်ပံ့ပေးခဲ့တာကြောင့်ကျေးဇူးတင်ကြောင်ပြောလာပြီးရှီဗာကတော့ရိုက်တန်ကိုအဆုံးသတ်ပေးလိုက်ပါတယ်အဲနောက်မှာတော့ရိုက်တန်ကိုနှုတ်ဆက်ပြီးပြန်ဝဲခွင်းထဲကနေထွက်လာပါတော့တယ်ရိုက်တန်ဘက်ကစူမိုသမားတွေကတော့ရိုက်တန်ရှုံးသွားတာတော့ရိုက်တန်ရဲ့တိုက်ခိုက်ပေးမှုကိုအတိမပြုတဲ့အနေနဲ့စူမိုရိုးဝါတိုင်လုံးကြပါတော့တယ်သူတို့ရဲ့အတန်ကရိုက်တန်ရဲ့ဇာပနာပွဲကိုကျင်းပလိုက်ကြသလိုပါပဲဒဏ်ရာများစွာနဲ့ပြန်လာတဲ့ရှီဗာကတော့ရူဒါကိုတွေးလိုက်ရတာကြောင့်အပျော်လွန်ပြီးငိုပါငိုသွားရပါတယ်ဇူလဲရောက်လာပြီးကောင်းကောင်းလုပ်ခဲ့တာပဲလို့ချီးကျူးလာပြီးရှီဗာကတော့သူရာဒီထက်ကြရင်ရှော့ပြီးမယ်လို့ပြောလာပါတယ်တပတ်ကဂူရိုက တော့သူ့အမတော်ကသူ့ချရတဲ့သူနဲ့အတူတော်တာကြောင့်ပြောနေမှာမလို့သာဖြစ်သိနေရပါတယ်ဒါပေမဲ့သူတို့တွေကလူသားတွေကိုကာကွယ်ဖို့အဲ့လောက်ထိလိုလိုလာလို့မေးလာတော့ဘဟိတဲ့လည်းတန်ဖိုးရှိတဲ့အရာကိုကာကွယ်ဖို့အကြောင်းပြချက်မရှိဘူးလို့ပြောလာပြီးအခန်းထဲဝင်သွားပါတယ်အဲ့နောက်မှာတော့သူမတယောက်တည်းအခန်းထဲမှာရှိနေပြီနောက်ဝဲတွေမှာသူမချင်းချင်းခံနိုင်မအောင်မလားလို့ပြောလာပါတယ်တပတ်မှာတော့ဇူးတရားကိုင်းမြင့်ကိုဖျက်ပြီးဗုဒ္ဓရှင်ကိုရောက်လာပါတယ်ဗုဒ္ဓကတော့မုတ်ကိုသာအေးစေးစားနေပြီဇူးဟာသူ့ကိုကျွေးလို့ပြောလာတော့အတင်းပဆက်တဲ့ကိုအကုန်ထည့်လိုက်ပါတယ်ဒီကိုဘာကြောင့်ရှိလို့လာတာလဲလို့မေးလာတော့ဇူးလည်းဗုဒ္ဓကိုဒီတစ်ခါပြိုင်မဲ့အဲ့နဲ့မှာဗုဒ္ဓကိုဝင်ပြိုင်စေချင်တာပါဗုဒ္ဓလည်းလူသားတွေကိုဘာလို့ဖျက်ဆီး ီးခြင်းနေရတာလဲလို့မေးလာတော့ဇူရဲသူကအရှုံးကိုမကြိုက်တာကြောင့်ဒီလိုမျိုးလုံးနေရတာလို့ပြောလိုက်ပါတယ်ဗုဒ္ဓကတော့သူဝင်ပြန်ပြေးမှာပါလို့ပြောလာပြီးဇူကိုဖက်လာပါတော့တဲ့ဗန်ဒီတရဲ့လက်မှာတွေးထွက်သွားတာကြောင့်ပတိစီပေးဖို့လိုက်ချနေပြီဖြစ်ကျင်တော့အမှန်မထင်ပဲကန်စာတာခုနှစ်ပါးကဗုဒ္ဓကိုတက်ချင်တယ်ဆိုတဲ့အကြောင်းကိုပြောနေတာကြားလိုက်ရပါတယ်ဂူလည်းခိုးနှားထောင်နေတော့လူမီသွားတာကြောင့်ဘာလို့ရမယ်မသိဖြစ်နေချိန်မှာကြားရောက်လာပါတော့တဲ့ဒီလိုနဲ့ပြိုင်ပွဲဝင်ဖို့အချိန်ရောက်လာခဲ့ပြီလူသားမျိုးနဲ့ကနှစ်ပွဲနိုင်ပြီသုံးပွဲရှုံးနေပါတယ်အခုတခါပြိုင်ပွဲဝင်မှာကတော့လူသားတွေကိုတစ်ချိန်လုံးကဇာတိနဲ့ဆန္ဒတွေကိုလမ်းပြပေးခဲ့တဲ့သူအမှောင်မိုက်တဲ့အချိန်တွေမှာလမ်းပြပေးခဲ့တဲ့သူသူကတော့ဗုဒ္ဓဘာပဲ ပဲဗုဒ္ဓလည်းရှေ့ကိုထွက်လာပြီးကျွန်ညာတဲ့သူရှိကမိုက်ကိုယူလာပါတယ်သူကလူသားတွေဘက်ကနေဝင်ပြိုင်ပေးမှဖြစ်ပြီးလူသားတွေကိုနတ်ဖျားတွေကမကဝဲပေးရင်သူကကဝဲပေးမယ်လို့ပြောလာပါတော့တယ်ကြားလိုက်ရတဲ့ဇူရိုကတော့ဒေါသတွေထွက်ကုန်ကြပြီးတက်ချိန်နေကြပါတော့တယ်အနီမီကြီးကျင်တဲ့ညီကိုတွေအတွက်ကိုအနီမီ777ကို Telegram မှာရိုက်ချပြီး join ပြီးအားပေးနိုင်ပါတယ်ဗျနောက်ပိုင်းတဲ့တို့ပြန်လာခဲ့ပါမယ်ကျေးဇူးအားပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်